တရုတ်ဖိုက်တာကိုအနိုင်ပိုင်းနိုင်ခဲ့ပြီးပြောခဲ့တဲ့ဇာတ်ကားတွေကြောင့်လူပြောများနေတဲ့ Bronica Bronica ကတော့မြန်မာနိုင်ငံကအမျိုးသမီးဖိုက်တာတွေထဲမှာဆိုပြည်ပမှာအောင်မြင်တဲ့သူအဖြစ်လက်မှတ်ထောင်နိုင်နေရပါ Bronica ကတပွဲတပွဲသူ့ရဲ့ကိုယ်စွမ်းညံစွမ်းရှိသလောက်ချပြနေရပါပီကရမှာဆိုရင်တရုတ်ဖိုက်တာလီမင်ဂရီနဲ့ဖိုက်ခဲ့ပါ යි အဆိုပါပွဲမှာဘရိုနီကာကတရုတ်ဖိုက်တာနဲ့ကိုစွမ်းညံစွမ်းရှိသလောက်ဖိုက်ခဲ့တာပါ တပတ်ကတရုတ်ဖိုက်တာကလည်းဘရော်နီကာကိုတချမ်းမှအရှော့မပေးပါဘူး။ပွဲကြည့်နေတဲ့သူတွေအတွက်လည်းစိတ်လုံရှားစရာအခြေအနေကြီးဖြစ်နေရပါဘလို့များဖြစ်သွားမလဲလို့စိတ်ပူရသလိုဘရော်နီကာကိုထိမိမှလည်းစိုးရိမ်ကြတာပါ။တပတ်ဖိုက်တာကလုံးဝအရှော့မပေးဘဲသူ့နိုင်တဲ့လောက်ချလာကြအောင်မှဒီလိုနဲ့အကျင့်အနယ်ကိုရှင်ပြိုင်ပြီးချိန်မှာဘရော်နီကာကအနိုင်ရရှိသွားပါ යි ။ ဘရိုနီကာကအမှန်နဲ့တပတ်ပြန်ပွဲဝင်ကိုအနိုင်ရရှိခဲ့တာပါ။ပြိုဖိုက်တာကတော့ဘရိုနီကာကိုအရှုံးနဲ့ရင်ဆိုင်လိုက်ရပါတယ်။ဖိုက်တာပွဲတွေမှာရှုံးသူနဲ့နိုင်သူပေါ်ပြီးပြီဆိုရင်နိုင်သူတွေကစကလုံးတွေကျွဲတာမျိုးတွေရှိပါတယ်။ကိုကုတ်ကိုအထင်ကြီးစိတ်တွေမြင့်တက်သွားတာလည်းရှိပါတယ်။ဗရိုနီကာကလည်းပြန်ပွဲပြီးချိန်မှာတစ်ဖက်ပြန်ပွဲဝင်အပေါ်သူ့အမြင်ကိုထုတ်ပြောခဲ့ပါတယ်။သူ့အနေနဲ့တစ်ဖက်ပြန်ပွဲဝင်အပေါ်မှာအထင်သေးစိတ်လည်းမရှိသလို နှိမ်တဲ့စိတ်လည်းမရှိပါဘူးပြန်ပွဲအကြောင်းပြောတဲ့အချိန်မှာတစ်ဖက်ပြန်ပွဲဝင်ရဲ့အားသာချက်တွေကိုသာထုတ်ပြောခဲ့တာပါတရုတ်ဖိုက်တာကလီမြန်နဲ့အပြင်တော်တော်ကြန့်ခိုင်တယ်လို့ချီးကျူးခဲ့ပါတယ်။ဒါအပြင်တခုတည်းမဟုတ်ဘဲဘက်ဆောင်တော်အောင်ကြိုးစားခဲ့တာမို့ဘရိုနီကာကအကွက်တွေအများကြီးကိုထုတ်သုံးခဲ့ရပါတယ်။သူဘက်ကနေတစ်ဖက်ကပြိုင်ဘက်ကိုရှော့မတွက်ခဲ့ရတော့တာဒီပွဲမှာအနိုင်ရရှိခဲ့ရပါ။တကယ်လို့သာတရုတ်ဖိုက်တာကိုနှိမ်နဲ့စိတ်နဲ့ပြိုင်မယ်ဆိုရင်အနိုင်ရမှာမဟုတ်ပါဘူး။ဘရိုနီကာက တစ်ဖက်ကပြိုင်ပွဲဝင်ရဲ့အသာချက်တွေကိုလေးလာကချက်ချင်းဆိုသလိုပြောင်းလဲခဲ့ပါ යි အကွက်တွေမျိုးစုံကိုပြောင်းလဲကလုပ်ခဲ့ရမှုနောက်ဆုံးမှာအနိုင်ရရှိသွားခဲ့တာဖြစ်ပါ යි ဒေါနီကာကပြိုင်ပွဲတစ်ခုစားတော့မေးဆိုရင်တစ်ဖက်ကပြိုင်ပွဲရဲ့အခြေအနေကိုအရင်ဆုံးလေ့လာပါ යි တရုတ်ဖိုက်တာဆိုရင် Instagram လည်းမသုံးတဲ့အတွက်သူ့အခြေအနေကိုလေ့လာရတာအတော်လေးခက်ခဲပါ යි မမကစုံစမ်းပြီးမှသာသူ့ရဲ့ကစားပုံတွေကိုသိရှိခဲ့ရတာပါကျူတင်လေးလာမှုအကောင်လို့သာဘရိုနီကာကတရုတ်ဖိုက်တာကိုအနိုင်ရရှိခဲ့တာဖြစ်ပါ යි ရော်နီကာရဲ့စ조사အထောက်မှုကိုပြည်သက်တွေကလည်းအတိမတ်ပြုနေကြပါတယ်။ပြိုင်နေတုန်းကဆိုရင်သူတခုခုဖြစ်သွားမလားလို့စိုးရိမ်ရတဲ့အထီးကိုပြင်းထန်နေကြတာကြောင့်ဖြစ်ပါတယ်။ဗရိုနီကာကအစွမ်းကုန်စ조사ပြီးရဲ့နောက်မှာအနိုင်ရတဲ့အတွက်နောက်ဆုံးပွဲတွေမှာရှင်ပြိုင်ဖို့လည်းအဖြစ်သွားပါပြီ။မြန်မာပရိသတ်တွေကတော့ဗရိုနီကာကိုတန့်စင်တို့လည်းအတူယူသင့်တယ်လို့မှတ်ချက်ပေးနေကြတာပါ။တန့်စင်ကနောက်တက်လူငယ်တွေထဲမှာပရိသတ်တွေအားအထားရဆုံးဆိုပေမဲ့တကယ်တမ်းကွင်းထဲရောက်ချိန်မှာအရှုံးတွေသာရင်ဆိုင်ရတာပါ။ ။တစ်ဖက်ပြန်ပွဲဝင်ကို short တာမျိုးလည်းရှိရမို့ရှုံးရတယ်လို့ပရိသတ်တွေကယူဆကြတာပါ။ဒါကြောင့်မို့လဲတန့်စီအနေနဲ့ Bronica ရဲ့အကွက်တွေကိုတီချာလိလာတင်တယ်လို့အကြံပေးနေကြတာဖြစ်ပါတယ်။လာမယ့်လတဲ့မှာဆိုရင်မြန်မာ fighter တွေအတွက်ပွဲကောင်းတွေကလည်းစတိုက်ရှိနေရပါ။ချန်ပီယံကိုစိန်ခေါ်ထားတဲ့ဗန်ရဲ့ပွဲစဉ်ကလည်းရောက်လာတော့မှဖြစ်ပါ යි ။အဆိုပါပွဲကိုတော်တော်များများကမျှော်လင့်နေကြတာဖြစ်ပြီးအနိုင်ရဖို့အတွက်အားခေထားကြတာပါ။ရော်နီကာကလည်းဗန်ရဲ့ပွဲစဉ်အတွက်အားပေးဖို့အဆင်သင့်ပါပဲ။ ရနီကာကဂျူနီယာရဲ့အပေါ်မှာလည်းလက်တွဲခေါ်ပြီးရဲ့စိတ်အပြေးအဝရှိသူတစ်ယောက်ဖြစ်ပါရဲ့